အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့ပြပြပေးမယ့်အချောင်းရလေးကတော့ Android phone တွေမှာပါဝင်တဲ့ digital wellbeing tool လေးအကြောင်းဖြစ်ပါတယ်ဒီဒီ tool လေးရဆိုလို့ရှိရင် Android phone အသုံးပြုသူတွေအနေနဲ့မရှိမဖြစ်မသိမဖြစ်ကိုတည်ထားမယ့်အချောင်းရဖြစ်ပါတယ်ဘာကြောင့်လို့ဆိုလို့ရှိရင် digital wellbeing tool လေးရလူကြီးမင်းတို့ရဲ့ phone မှာ smart ကြကြအသုံးပြုနိုင်မှုအတွက်တချို့ setting တွေကို automation လုပ်ဆောင်ပေးတာဖြစ်ပါတယ်ဥပမာပြောလို့ဆိုလို့ရှိရင်ဒီ focus time ပေါ့နော်အလုပ်ချိန်ဒီမှာဆိုလို့ရှိရင်ဘယ် application ရှိနေတဲ့ annoying ဖြစ်နေတော့အားအရာဒီ digital wrapping tool လေးကိုသုံးပြီးတော့ပိတ်ထားလို့ရတယ်ကျွန်တော်ရဲ့ sleeping time နေမှာဆိုလို့ရှိရင်ဘယ် application တွေတော့ပိတ်ထားပြီးတော့ဘယ်လိုမျိုး annoying ကိုချော့ရှာမလို့တနေ့လုံးမှာဆိုလို့ရှိရင်ဘယ် application တွေကိုအသုံးများနေတော့ over အသုံးပြုထားတဲ့ application တွေအများများနေဆိုလို့ရှိရင်ဒီ application တွေရဲ့အသုံးပြုမှုတွေကိုဘယ်လိုမျိုးချော့ရှာနိုင်မလို့စသဖြင့်ဖုန်းတစ်လုံးကို smart ကြကြအသုံးပြုနိုင်မှုအတွက်ဒီ tool လေးကို Android ကနေပြီးတော့ရေးဆွဲထားခြင်းဖြစ်ပါတယ်။အဲကြောင့်လူချင်းမင်းတို့အနေနဲ့ကျွန်တော်နဲ့အတူဒီ Digital Wellbeing 2အသုံးပြုပုံလေးကို လိုက်ပါကြည့်ရှုပေးသင့်ခြင်းပါတယ်။ဒီနေ့ကတော့ကျွန်တော် Digital Wellbeing နဲ့ပတ်သက်ပြီးတော့ဒီလေးအကြောင်းပြောပြပေးမှာဖြစ်တယ်။အဲကြောင့် Digital Wellbeing ဒီ tab လေးကိုကျွန်တော်က ဝင်လိုက်မယ်ဝင်လိုက်တယ်ဆိုတော့ ਨੇ ပထမအောင်ဆုံးကျွန်တော်မြင်တွေ့ရတဲ့ screen ကကျွန်တော် dashboard လေးဖြစ်တယ်ဒီ dashboard လေးမှာဆိုလို့ရှိရင် digital application တွေအကုန်လုံးအသုံးပြုထားတဲ့အခြေအနေကိုဖော်ပြပေးမယ်ဒီနေ့မှာဆိုကျွန်တော်က34မိနစ်ကျွန်တော်အသုံးပြုထားရပါတော့ဒီမှာဆိုကျွန်တော် Facebook သုံးထားတယ် Telegram သုံးထားတယ်ပြီးလို့ရှိရင် other application သုံးထားတယ်ဆိုပြီးပြောထားတယ်ကျွန်တော် application ပေါင်း7ခုကိုလည်းကျွန်တော် unlock လုပ်ထားတယ် notification ပေါင်း62ခုလာတယ်ဆိုတော့ကိုမြင်ရတယ်ဗောနော်အားဆိုရင်ဒီမှာဆိုလို့ရှိရင်သူက view detail attribute ဆိုတော့လည်းကျွန်တော်နှိပ်ပြီးတော့လဲကျွန်တော် view ဗောနော် digital တယ်ဝယ်ပြီးရင်သူဘာတွေဖြစ်နေလဲဆိုတာကြည့်လို့ရပါတယ်ကျွန်တော် activity detail နှိပ်လိုက်မယ်ဆိုလို့ရှိရင်ဒီမှာဆို screen time 34မိနစ်ဖြစ်တယ်အဲ့မှာဆိုရင်ကျွန်တော်တို့က Telegram 24ကို Facebook ကတော့ဘလောက်ပေါ့နော်စသဖြင့်ကိုအသုံးပြုတာ application များရင်များဆိုဒီမှာလာပေါ်နေမှာဖြစ်တယ် activity dd ကနေပြန်ထွက်လိုက်မယ်ပေါ့နော်ပြန်ထွက်လိုက်ပြီးတော့ရင်း screen sheet ကိုရောက်သွားမယ်ရောက်သွားပြီဆိုတော့ကျွန်တော်ဘာကိုထပ်ပြီးတော့ကြည့်လို့ရအောင်မလို့ unlock ဆိုတဲ့ဟာလေးနှိပ်လိုက်မယ် unlock 11ဆိုတဲ့နေမှာပဲ zone type screen လို့ပဲကျွန်တော် application တွေဘယ်နှခု၃နှောင်းဆိုတဲ့ activity dd ကိုပြန်ရောက်သွားမှာဖြစ်တယ်ပြီး notification တွေကျွန်တော်ဖွင့်လိုက်လို့ရတယ် notification တွေဆိုလို့ရှိရင်လည်းဒီမှာဆိုရှင် notification တွေလာမယ်ဒီ notification dd မှာဆိုလို့ရှိရင်လည်းကျွန်တော်ဘယ် application တွေက notification တွေအများဆုံးတက်နေအောင်ဒီမှာဆိုရှင် gmail ကနေပဲ90နဲ့ google ground တက်တယ်ဖေးဘွားက၃ခုတက်တယ်စသဖြင့်ပေါ့နော်ဒီ application တွေမှာဘယ် ဲ application ကကျွန်တော် notification attach ဆုံးတော့စသဖြင့် time တွေကျွန်တော်ကြည့်လို့ရတယ်။အားပြီးလို့ရှိရင်ကျွန်တော်ထပ်ပြီးတော့အောက်ကိုဆင်းသွားမယ်ပေါ့နော်။ပထမဆုံး dashboard ပြီးလို့ရှိရင်ဒုတိယအနေနဲ့ application limit ဆိုတဲ့ setting လေးရှိပါတယ်။အဲကျွန်တော်တို့ application တွေကိုအသုံးပြုတဲ့အချိန်မှာ application ကိုဘယ်လောက်တွေသုံးနေအောင်ဆိုတာကျွန်တော်မသိဘူး။ကျွန်တော်အနေနဲ့ Facebook တွေသုံးနေရမ်းများနေတယ် Instagram တွေသုံးတာရမ်းများနေရယ်စသဖြင့်အဲ့လိုမျိုးဆိုလို့ရှိရင်ဒီ application limit တွေကနေပဲကျွန်တော် time တွေ limit ထားလို့ရပါတယ်။အဲကျွန်တော် application limit တွေကျွန်တော်ဝင်လိုက်မယ်။ဝင်လိုက်ပြီးွားရေးဆိုတော့ဒီမှာဆိုကျွန်တော် application limit လို့ထားတာနှစ်ခုရှိပါတော့ကျွန်တော် Facebook နဲ့ Messenger ဆိုပြီးတော့ဒီ application နှစ်ခုမှာဆိုရင်တစ်ခုက Facebook မှာတော့2နာရီ25မိနစ်ဆိုပြီးတော့ကျွန်တော် limit လို့ထားတယ် Messenger ကတော့2နာရီနဲ့30မိနစ်ဆိုကျွန်တော်နေထပ်ပြီးတော့ application တစ်ခုကိုထပ်ပြီးတော့ limit လို့ကြည့်အောင်အဲ့ဒါဆိုကျွန်တော်ပါရေးမလို့ဆိုလို့ရှင် Telegram ပေါ့နော် Telegram လေးကိုကျွန်တော်လုပ်ကြည့်ရှင်နေပေါ့ကျွန်တော် Telegram နဲ့ကြည့်ရအရင်များနေအ Telegram နဲ့ကျွန်တော်နှိပ်လိုက်တယ်နှိပ်လိုက်ပြီးလို့ရှိရင်ကျွန်တော်ဒီမှာလို့ daily screen time ဆိုတာရှိတယ်တော့24မိနစ်ကျွန်တော်ဒီနေ့တုံးထားတယ်တကယ်လို့ကျွန်တော်ရှေ့မှာတုံးထားရအများကြီးဆိုရှင်ဒီ gram မှာလာပေါ်နေမှာဖြစ်တယ်ပေါ့နော်လက်ရှိတော့ကျွန်တော်မတုံးထားဘူးပေါ့နော်အဲဆိုကျွန်တော် application ဒီ application time မှာဆိုတော့ tablet ကိုနှိပ်လိုက်မယ်နှိပ်လိုက်ပြီးလို့ချင်းကျွန်တော်တစ်နှစ်ကိုတနာရီဘောပဲသုံးမယ်ဒါမှမဟုတ်နှစ်နာရီသုံးမယ်ပေါ့နော်ဒီမှာကျွန်တော် setting နဲ့ချိန်လိုက်မယ်ချိန်လိုက်ပြီးလို့ချင်း okay နှိပ်လိုက်မယ် okay နှိပ်ပြီးွားရေးဆိုတာနဲ့ change နေတယ်ဆိုတာဆိုရှင် application limit ဖြစ်သွားပြီပေါ့နော်အဲကျွန်တော်ဒီမှာတခုပြောချင်တာတော့ဒီ application လေးကိုကျွန်တော်တနားနေ့နှစ်နာရီမတော့ဘူးကျွန်တော်လောဆယ်ကျွန်တော် 0သုံးလိုက်မယ်နော်0ထားလိုက်မယ်00မိနစ်ဆိုလုံးဝမတုံးဘူးနော်ဒါအကြောင်းကျွန်တော်ဘာလို့ပြချင်တာလဲဆိုတော့ဒီ Telegram လေးကိုကျွန်တော်0မိနစ်ထားလိုက်လို့ရှိရင်ဘယ်လိုမျိုးပေါ်လာမလို့ဆိုတဲ့အခြေအနေကိုကျွန်တော်ပြချင်တာပါအဲ့တော့ကျွန်တော်ဒီ Telegram လေးကိုကျွန်တော်0မိနစ်ထားလိုက်တဲ့ application link မျိုးပေါ့အဲ့ဒါဆိုရှင်ကျွန်တော် screen ကိုပြန်သွားမယ် screen မှာကျွန်တော် Telegram လေးကိုရှာမယ်ပေါ့နော် Telegram လေးပြန်ရှာမယ်ဆိုဒီမှာမြင်တဲ့အချိန်မှာ screen မှာ Telegram လေးကမှိန်သွားတယ်ပေါ့နော်အဲ့ဒါကျွန်တော်မကျင်တတ်ဘူး Telegram ကိုကျွန်တော်မှိန်သွားတဲ့ Telegram လေးကိုကျွန်တော်နှိပ်လိုက်မယ်နှိပ်လိုက်မယ်ဆိုလို့ရှင်သူကပါပြအောင်ဆိုလို့ရှင် your telegram time ပါ run out ပေါ့နော် it will start again tomorrow ဆိုပြီးသူကပြထားရေပေါ့နော်ဒါဆိုကျွန်တော်ကအခုလိုမျိုးလေးကျွန်တော်က mention လေးလုပ်ထားမှာဖြစ်တယ်အဲဆိုလို့ရှိရင်ကျွန်တော်က okay ပေါ့နော်ငါ telegram ကိုငါသုံးလို့မရတော့ဘူးဆိုတော့ကျွန်တော်အဲဆို telegram ကိုမသုံးဘူးအဲဆိုကျွန်တော် sapphire digital webin to leader ကိုပြန်ဝင်မယ်ပြန်ဝင်ပြီးလို့ရှိရင်ဆိုတော့ကျွန်တော် telegram လေးကိုကျွန်တော် limited limit လုပ်ထားတာလေးကိုကျွန်တော်ပြန်ပြီးတော့ကျွန်တော် ပြင်ပြီးတော့ပုံမှန်နဲ့ပြင်ထားမယ်ဒါပေမဲ့ကျွန်တော်သူ့ကိုတနာရီထားလိုက်မယ်ပေါ့နော်အဲဒါကျွန်တော်တနာရီထားလိုက်တယ်ဆိုလို့ရှင်ဒီမှာကျွန်တော် active ဖြစ်သွားမှာဖြစ်တယ်အဲ့လိုမျိုးပဲလူချင်းမင်းတို့အနေနဲ့ ကိုချိန်နှစ်သက်တဲ့ setting ကိုဒီမှာ application တွေကိုကိုသတ်မှတ်ထားတဲ့နိုင်အချိန်ကိုကျွန်တော်ပေးလို့ရတယ်အားဆိုလို့ရှင်ကိုဒီတစ်နေ့လုံးမှာငါတော့ Facebook ကိုအယုံအသုံးနေရမ်းများနေအားဆိုရှင်ငါ Facebook ကိုတော့ပြင်တစ်နာရီလောက်ပဲသုံးမယ်ဒါမှမဟုတ်လဲ15မိနစ်ပဲသုံးမယ်ငါ screen time ကိုချော့ချမယ်စသဖြင့်ကိုသုံးများသုံးရာတွေကိုဒီမှာချော့ချပြီးတော့ကျွန်တော် control လုပ်ထားလို့ရတယ်ဒီဒီချိန်မဲ့ set လုပ်လို့ရတယ်အမြဲတမ်းဒါဆိုရှင်ကိုယ့်ရဲ့ phone ထဲမှာအမြဲတမ်းလည်ပတ်နေမှာနောက်ထပ်တစ်ခုအနေနဲ့ကျွန်တော်ဘယ်လိုသွားမလို့ဆိုလို့ရှင်ကျွန်တော်ဘတ်ပြန်ဆိုးလိုက်မယ်ပြီးလို့ရှင်ကျွန်တော် part time move ဆိုတာ ရှိပါတယ်အဲကျွန်တော်ဒီ bad time မှုလေးကိုကျွန်တော်ဖွင့်လိုက်မှာမဟုတ် အဲ့တော့ bad time မှုလေးကကျွန်တော်တော့အိပ်ဖြော်နေတဲ့အချိန်မှာအိပ်ဖို့အတွက်အချိန်ရောက်ပြီပေါ့နော်ဥပမာဆိုအိပ်ဖို့အတွက်အချိန်ရောက်ပြီဆိုလို့ရှိရင်ကျွန်တော်ကချေကျူးပေးထားလို့ရှိရင်ဘယ်အချိန်မှာတော့ကျွန်တော်ကအိပ်မယ်ဘယ်အချိန်မှာတော့ကျွန်တော်ကနိုးမယ်စသဖြင့်ပေါ့အဲ့လိုအချိန်မှာကျွန်တော်အိပ်နေတဲ့အချိန်မှာကျွန်တော် annoying ဖြစ်တဲ့ကျွန်တော်ဥပမာဆိုလို့ရှိရင် call တွေပေါ့နော် call တွေတို့ဥပမာဆိုလို့ရှိရင်နောက်တစ်ခါကျတော့ဒီ notification တွေတို့တခြား application တွေရဲ့ notification တွေတို့ alert တွေတို့စသဖြင့်အဲ့လိုမျိုးကြီးလာနေတဲ့ဟာကျွန်တော်တို့အဆင်မပြေဘူးပေါ့နော်အဲ့ဆိုလို့ရှိရင်ကျွန်တော်ကဒီမှာဆိုရင် bad time မှုကိုကျွန်တော်သတ်မှတ်ထားလို့ရတယ်ပုံမှန်ဆိုရင် bad time မှုကို click လုပ်ပြီးတော့ကျွန်တော် online လို့ရ ရတယ်ဒီလိုမျိုး online data manual လောက်တာပေါ့နော်ကျွန်တော်အဲ့လိုမဟုတ်ဘူးကျွန်တော် bad time မှုလေးအချိန်လေးတတ်မှတ်ထားမယ်ပေါ့နော်အဲ့အချိန်ရောက်ပြီဆိုတော့ねဘာတွေကိုလောက်ထားမလို့အဲ့အချိန်နဲ့ပတ်သက်ပြီးကျွန်တော်ဟိုကျွန်တော် manual လောက်ရမယ် application တွေကိုကျွန်တော်လောက်ထားမှာဖြစ်တယ်အဲ့ဆိုကျွန်တော်ဒီမှာ bad time routine ဆိုတဲ့ဟာတွေသွားလိုက်မယ်ပေါ့နော်အဲ့ဒါ bad time routine မှာကျွန်တော်အနေနဲ့ bad time routine နဲ့ရွေးလိုက်မယ်ရွေးလိုက်ပြီးလို့ကျွန်တော်အခုမှတတ်တတ်မှတ်ထားတော့ည7:00နာရီညနေပြီးတော့မနက်7:00နာရီကြီးဆိုမနက်6:00နာရီကြီးဆိုကျွန်တော်တတ်မှတ်ထားရပေါ့နော်အဲ့တကယ်လို့မဟုတ်ဘူးကျွန်တော်ကည7:00နာရီ PM နေပြီးတော့6:00နာရီ AM ကိုကျွန်တော်ကထပ်ပြီးကိုယ့်အကိုပြ ောင်းလို့ရတယ်။ကျောင်းတန်းနာရရန်ဒီပဲကျွန်တော်တို့မှာဆိုရှင်တနားမှာအိမ်မှာလာတနားဆိုလို့ရှင်တနားကြီးပေါ့နော်။အဲဒါဆိုကျွန်တော်တနားယူကျွန်တော်ထားလိုက်လို့ရတယ်။အဲ့လိုမျိုးဆိုလို့ရှင်ကျွန်တော်တို့ဒီ part time မူလီမှာဆိုကျွန်တော်တနားရရန်နေပြီးတော့မနက်6:00နာရီဒါပေမဲ့ကျွန်တော်မနက်6:00နာရီဆင်မပြေဘူးပေါ့။မနက်9:00နာရီထားမယ်ဆိုလို့ရှင်လည်းမနက်9:00နာရီထိကျွန်တော်တို့ဒီလိုမျိုးလေးလွယ်ကူပဲ click လုပ်လို့ရတယ်။နောက်တစ်ခါကျွန်တော်တို့ဒီမှာဆိုလို့ရှင်ဒီ Monday to Saturday ကိုကျွန်တော်တို့ဒီမှာဖြုတ်လိုက်လို့ရတယ်တက်လိုက်လို့ရတယ်ပေါ့နော်။အဲ့ဒါဆိုကျွန်တော်ဒီမှာဆိုလို့ရှင် Saturday ကိုကျွန်တော် part time မှာဆိုတနားရရန်နေ9:00နာရီကျွန်တော်9:00နာရီရအောင်မြင်ရတယ်ကျွန်တော်အဲ့ဒါဆိုရှင် ဘတ်တိုင်းမှုမှာကျွန်တော်7နာရီထားလိုက်မှာ7နာရီနဲ့9နာရီအတွင်းမှာကျွန်တော်အိတ်ကိုအေးရမယ်ပေါ့နော်ဘတ်တိုင်းမှုထန်းအောင်လုပ်လိုက်မယ်ပေါ့နော်အဲ့လိုထန်းအောင်လုပ်လိုက်လို့ရှိရင်ကျွန်တော်ဘတ်တိုင်းမှုလေးအရဆိုကျွန်တော်ချဲကျူးနဲ့ဖြစ်သွားမယ်နောက်ထပ်ထပ်ပြီးတော့ချဲကျူးပြင်ထပ်ပြီးတော့နောက်ထပ်3မျိုးရှိတယ်ပေါ့နော်ဒီမှာဆို turn on wine charging ဆိုတဲ့ဟာလေးရှိတယ်ကျွန်တော်ဘတ်တိုင်းမှုကိုကျွန်တော် turn on wine charging ဆက်ချင်ချင်သွင်းတဲ့အချိန်မှာလည်း turn on လုပ်ထားလို့ရတယ်အဲ့ဒါဆိုလို့ရှိရင်ကျွန်တော်ချဲကျူးက effect ဖြစ်တော့မှာမဟုတ်ဘူးပေါ့နော်ချဲကျူးကတော့ effect ဖြစ်တော့မှာမဟုတ်ဘူးအဲ့လိုမျိုးပေါ့အဲ့တော့ကျွန်တော်ကတော့ loss ချဲကျူးနဲ့ပဲကျွန်တော်ကသုံးမယ် ပြီးလို့ရှင် NaN ဆိုတာကြောင့်ဘာမှမတော်ဘူးဆိုတာမျိုးပေါ့နော်အဲနောက်တစ်ခုကကြောင့်ကျွန်တော်တို့ဒီ bad time mood လောက်ထားပေမဲ့လည်းကျွန်တော်တို့ဒီမှာဆိုရင်10 of bad time mood up next alan ပေါ့နော် bad time mood လောက်ထားတယ်လောက်ထားပေမဲ့တခါလေကြာလို့ရှင်အရေးကြီးကိစ္စရှိတော့ကျွန်တော်တို့က alan ပေးလိုက်တယ်ပေါ့နော် alan ကိုမနက်၄နာရီလို့ပေးထားတယ်အဲ့ဒါဆိုလို့ရှင်တကယ်လို့ alan နဲ့ဒီ bad time mood နဲ့ဆက်ဆက်နေပေါ့ကျွန်တော် alan ကို၄နာရီလို့ထားတယ် alan ညီပြီဆိုတာနဲ့ bad time mood လေးက off သွားမှာဖြစ်တယ်ပေါ့နော်တခါလေပုံမှန် normal mood ကိုပြန်ရောက်သွားမှာဖြစ်တယ် အခုလိုမျိုး function မျိုးလေးလုပ်လို့ရတယ်နောက်တစ်ခုထပ်ပြီးတော့ customize ဆိုတာလေးရှိတယ်ဒီ customize ဆိုတာလေးကိုကျွန်တော်နှိပ်လိုက်မယ်ဆိုလို့ရှိရင်အပေါက်မှာအများကြီးရှိသေးတယ်ပေါ့နော်ကျွန်တော် bad time လို့လုပ်ထားလို့ရှိရင် do not disturb ကို on မလားပေါ့နော်ကျွန်တော် do not disturb mode ဆိုတာအဲဒီဖုန်းတုံးတဲ့တော်များများသိပါတယ် only call ပေါ့နော် call တွေလည်းမခံဘူး do not disturb မှာဆိုလို့ရှိရင် notification တွေအကုန်လုံးပိတ်ထားတာမျိုးလေးလုပ်ထားရတယ်ပေါ့နော်အဲ့လိုမျိုး do not disturb ကို bad time မှာ on ထားမလား on ထားလို့လားဆိုတာလူချင်းမျိုးရွေးချယ်လို့ရတယ် ဲ့လိုမျိုးယူရှိလိုက်တာ ਨੇ တန်းပြီးတော့ဒီသူက rapid လीခေါ်มาပဲဒီကိုစီကိုဖုံဖုံကွာဝင်လာมาဖြစ်တယ်ပထမတစ်ချိန်ခေါ်ရဲဒုတိယချိန်ခေါ်ရဲတတိယချိန်ခေါ်ရဲအဲ့လိုမျိုးခေါ်มาကျွန်တော်တို့ဒီကိုစီကိုဖုံရောက်လာမယ်ပထမချိန်ခေါ်အောင် ਨੇ do not distract မှုอ่ะဆိုလို့ရှိရင် effort ဖြစ်มาမဟုတ်ဘူးเนาะအဲ့ဒီချိန် do not distract online တယ်ဆိုလို့ရှိရင်အလမ်းရဲ့ဒီ rapid ခေါ်လာရဲ့နှစ်ယောက်ပဲကိုစီကိုရောက်มาဖြစ်တယ်ဂျန်နေဟာရဲ့အကုန်လုံးဆိုရင် silent ဖြစ်နေมาဖြစ်တယ်နောက်တစ်ခါကျွန်တော်ဘတ်တိုင်းမှုထုတ်ထားမှာဆိုရင် grayscale ကိုကျွန်တော်ပြောင်းမယ်ကျွန်တော်ရဲ့ screen ကို ဒီ black and white ပြောင်းထားမှာဖြစ်တယ်ပြီးလို့ရှိရင် create the screen deck ပေါ့နော် home screen မှာပေါ့နော် lock လုပ်ထားရဲဆိုလို့ရှိရင် ori on display ကိုကျွန်တော်ထမ်းဝလုပ်ထားမှာရှိတယ်ဖြစ်တယ် but time မှာကျွန်တော်က screen မှာဘာမှမြင်မှာမဟုတ်ဘူးအမဲရောင်မြင်ရမှာ တချို့ဖုန်းတွေမှာဆိုရှင် Oreo on display ပါတယ်အဲ့ display ရဆိုလို့ရှင် bad time မှုလောက်ထားရင်ပျောက်သွားမှာဖြစ်တယ်အာကျွန်တော်တို့ဒီ setting နေကျွန်တော်တို့ computer လောက်ပြီးွားပြီဆိုလို့ရှင်ကျွန်တော် share view လေးလောက်ပြီးွားပြီဆိုလို့ရှင်ကျွန်တော်အနေနဲ့အပြင်ကိုပြန်ထွက်လိုက်မယ်အပြင်ပြန်ထွက်လိုက်လို့ရှင်ကျွန်တော် bad time မှုလေးလောစေ off နေပေါ့နော်ကျွန်တော်အနေနဲ့ bad time မှုလေးကိုကျွန်တော် on ပြမယ်ပေါ့နော်လူကြီးမင်းတို့အားဆိုရှင်ဘယ်လိုမျိုးတွေ effect ဖြစ်မှုဆိုတော့ကျွန်တော်ဟောပြလို့ရတယ် okay အဲ့ဒါဆိုကျွန်တော် bad time မှုလေးကို on off လိုက်မယ် offline မယ်ပြီးတော့ကျွန်တော်တို့ဒီမှာဆို part time မှုလေး off လိုက်ပြီးဆိုတော့ねထမ်းပြီးတော့ဒီ screen ကအာလူချင်းမျိုးစီမှာလောဆယ်ကျွန်တော်ဒီ remote နဲ့ share ထားတဲ့ဟာမှာတော့ကျွန်တော်မြင်ရမှာမဟုတ်ဘူးကျွန်တော်ဒါကို တည်တန်းထပ်ပြီးတော့ကျွန်တော်ဟိုစခွင်လေးကိုရိုက်ပြရမယ်ပေါ့နော်။ဘာကြောင့်လဲဆိုတော့ကျွန်တော်ရဲ့ဒီဒီ share ထားတဲ့စခွင်မှာတော့ကျွန်တော်တို့ကသူက brown ဟိုဒီဒီ gray screen ဖြစ်သွားဘူးပေါ့နော်။ကျွန်တော်ဘတ်တိုင်းမူလေး online ပြမယ်။ဒါပေမဲ့ကျန်တဲ့ဟာကြီးကတော့ကျွန်တော်ကျွန်တော်ရဲ့ကျွန်တော်ရဲ့ဖုန်းမှာအဲ့တော့ gray screen အကုန်ဖြစ်ကုန်နေ။အဲ့ပြီးရင်ကျွန်တော်ထပ်ပြီးတော့ဒီဘတ်တိုင်းမူဖြစ်တဲ့ကြောင့်မလို့ကျွန်တော်စီကိုအဝင် query လာမှာမဟုတ်တော့ဘူးပေါ့နော်။ဒါပေမဲ့ဒီအပေါ်မှာလူချင်းမျိုးတို့ဒီ screen အပေါ်မှာကျွန်တော်မြင်နေရမှာဖြစ်တယ်။ဒီမှာဆိုရင်ဘတ်တိုင်းမူလေးပေါ့နော်။ဘတ်တိုင်းမူလေးဖြစ်ပြီးတော့ do not disrupt on ဆိုပြီးကျွန်တော်လာပြီးတော့ဒါဟိုမန်ရှင်လေးလာပြ မှာဖြစ်တယ်ပေါ့နော်အဲဒါဆိုရင်ကျွန်တော်တို့ဒီဟာနောက်တစ်ခုကကျွန်တော်လာချမ်းပုံလေးနဲ့ကျွန်တော်တို့ဒီဟာအဲ do not disturb မှုဖြစ်မယ်ပြီးရင် bad time မှုကျွန်တော်တို့မှာ on ထားမှာဖြစ်တယ်ပေါ့နော်အဲ့လို on ထားလိုက်လို့ရှိရင်ကျွန်တော်ရဲ့ဒီ screen က gray scale လေးဖြစ်သွားမှာဖြစ်တယ်အခုကျွန်တော်ကတော့ဒါကျွန်တော်ရဲ့ computer ကနေပြီး remote နဲ့လှမ်းပြီးပြောနေတာဖြစ်တဲ့ကြောင့်မလို့ gray scale ကကျတော့လက်ရှိဒီ screen မှာမြင်ရမှာမဟုတ်ဘူးပေါ့နော် โอเคကျွန်တော်တို့ဘတ်တိုင်းမှုလေးကျွန်တော်တို့တွားပြရင်ကျွန်တော်အဲ့ဒါလေးကိုပြန်ပြီးတော့ဘတ်တိုင်းမှုလေး off လုပ်လိုက်မှာပေါ့เนาะ turn off ပေါ့เนาะကျွန်တော်လုပ်လိုက်တယ်လုပ်လိုက်တယ်ဆိုရင်တန်းပြီးတော့ screen လေးမှာကျွန်တော်ဘတ်တိုင်းမှုဆိုရင် notification တွေကပျောက်သွားမှာဖြစ်တယ်ပေါ့เนาะအဲ့ဒါဆိုလို့ရှိရင်ကျွန်တော်ဆက်ပြီးတော့နောက်ထပ်တစ်ခုထပ်သွားမှာပေါ့เนาะဘတ်တိုင်းမှုကနေထပ်ပြီးတော့ကျွန်တော်ဘယ်သွားမှုတန်း focus မှုကိုကျွန်တော်သွားမှာပေါ့เนาะဒီရင်တို့ဒီမှာ focus မှုဆိုတာလေးကိုမြင်ရမှာဖြစ်တယ်ဒီ focus မှုလေးကိုကျွန်တော်ဖွင့်လိုက်တယ်ဆိုတော့ねတန်းပြီးတော့ focus မှုမှာလည်းအဲ့လိုပဲသူကရှိတယ်ဒီကျွန်တော်ဒီ focus မှုလုပ်နေတဲ့အချိန်မှာအနှွိုင်းဖြစ်စေမဲ့ နော် application တွေရဲ့ notification တွေ application တွေရဲ့ call တွေအကုန်လုံးကျွန်တော်သူ့မှာလည်းပိတ်ထားလို့ရတယ်ဒီမှာဆိုလို့ရှိရင်ကျွန်တော် application တွေမှာ back time focus မှုမှာဆိုလို့ရှိရင် you are distraction applications ဆိုတဲ့နေရာမှာကျွန်တော်ယူထားတဲ့အများကြီးပဲဒီမှာ Facebook, Instagram, Messenger, Signal, YouTube, Telegram စသဖြင့်ဒီ application တွေအကုန်လုံးရဲ့ distraction တွေအကုန်လုံးကျွန်တော်ပိတ်ထားလိုက်တယ်။အဲဒါ schedule နေနဲ့ဒီမှာပိတ်ထားတာကြတော့မနက် ဟိုနာရန်နေပြီးတော့ညနေ9:00နာရီအထိပြီးထားတယ်ပြီးလို့ရှိရင် Monday to Friday ကိုပြီးထားတယ်ပေါ့နော်ကျွန်တော် Monday to Friday မဟုတ်ဘူးဒီအောင်ဘယ်နေ့ပဲငါးတရားထားမယ်နော်ဘယ်နှစ်နာရီအတွင်းမှာပဲထားမယ်မနေ့10နာရီနေ့အဲမနေ့9နာရီနေ့10နာရီအတွင်းဆိုလဲ okay ရတယ်မနေ့9နာရီ10နာရီအတွင်းအဲ့လိုမထားလို့ရတယ်ပေါ့နော်ဒါဆိုလို့ရှိရင်အဲ့လို focus mood လောက်လိုက်တဲ့အချိန်မှာကိုယ့်စီကို indirect ဒီ favorite တွေ Instagram နဲ့ Telegram နဲ့စသဖြင့်ဒီ application တွေရဲ့ Android တွေလာမှာမဟုတ်ဘူးเนาะဒီမှာသူကရေးထားတဲ့ one you need time to focus you can pass distraction application and hit their notification ဆိုပြီးเนาะအဲ့ဒီအချိန်မှာကျွန်တော်တို့ ဘာမှအနှိုင်းဖြစ်စေတဲ့ notification တွေလာမှာမဟုတ်ဘူးကျွန်တော်တို့ကကောင်းကောင်းမွန်မွန်အလုပ်ကိုလုပ်ဆောင်နေမှာဖြစ်တယ်။အဲဒီတော့ကြောင့်မလို့ကျွန်တော်တို့ဒီ forget group ထားလိုက်တယ်ဆိုလို့ရှိရင်ဒီ application တွေရဲ့ data ကိုကျွန်တော်ခံရမှာမဟုတ်ဘူးနဲ့ကိုကောင်းကောင်းမွန်မွန်ပဲအလုပ်လုပ်တဲ့အချိန်မှာ AC လုပ်ဆောင်ရတယ်ပေါ့နော်။အ forget group ပြီးသွားလို့ရှိရင်နောက်ခုနေနေတာကျွန်တော်အကြိုက်ဆုံးနေရာတစ်ခုပဲနော် screen time reminder ဆိုတာရှိတယ်။ screen time reminder လေးကကျွန်တော် screen time reminder လေးကို on ထားရဲဆိုလို့ရှိရင် application တွေကို remind လုပ်ရှင်တဲ့ application တွေကို check out ပေးထားရဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီ screen time reminder လေးကနေပြီးတော့ဟို application တစ်ခုသုံးနေဆိုရှင်ကိုယ်စီလာပြီးတော့ဒီကျွန်တော်အပေါ်လေးမှာပေါ်လာပြီးတော့ဟို remind တက်နေပေါ့နော်15မိနစ်တော့သုံးပြီးွားပြီး1 minute 30သုံးပြီးွားရင်စသဖြင့်သူကအဲ့လိုအကန့်လေးနဲ့သူကလာပြီးတော့သူက remind လုပ်အဲ့ဒီတော့ကြမှာကျွန်တော်တို့ကဘာကိုတိလိုက်ရအောင်ဆိုတော့ငါသုံးတာဒီ application သုံးတာအရန်များနေပြီးငါချုံမှာပဲစသဖြင့်ဒီလိုမျိုး feeling မျိုးကျွန်တော် manage လုပ်လို့ရတယ် ေါ့နော်အဲ့ဒီအတွက်ကျွန်တော်အရန်သဘောကြတယ်။ဘာကြောင့်လဲဆိုတော့ကိုကတကယ်လို့ကျွန်တော် application time limit မလုပ်ထိုင်းတော့မှဒီလိုမျိုး screen time လေးမြင်နေရ reminder လေးမြင်နေရတဲ့အတွက်ကြောင့်မို့လို့အသုံးပြုတဲ့အချိန်မှာကို remind ဖြစ်စီရဲ့ကိုကသုံးတာလုံးနေပြီမလုံးဘူးဆိုတော့ဒီမှာကြည့်လို့ရတယ်ပေါ့နော်။အဲ့ကြောင့်လို့ကျွန်တော်ဒီ screen time reminder လေးတော့ on ထားဖြစ်ပါတယ်။အဲ့ဒါပြီးတဲ့အချိန်မှာတော့ထပ်ပြီးတော့ကျွန်တော်ဘာလာမလို့ဆိုလို့ရှိရင်ကျွန်တော်ဒီမှာ notification ကိုသွားမယ်ပေါ့ manny notification ဆိုတာလေးသွားမယ်။အဲ့ဒါကျွန်တော် manny notification လေးမှာသွားပြီးတော့ကျွန်တော်ဒီအောက်ကြည့်လိုက်မယ် notification and status bar မှုကိုကျွန်တော်ဝင်လိုက်ပြီဆိုရှင် notification ကြီးကျွန်တော်မန်းလေးလုပ်ရတယ်ဘယ် application က notification တွေပိတ်ထားမယ်ဘယ် application ကိုဖွင့်ထားမယ်ဆိုတာကို ကိုစိတ်ကြိုက်ဒီတနေရာတွေကနေပြီးတော့ manage လုပ်ရတယ်မဟုတ်လို့ရှိရင်ကျွန်တော် application နဲ့ဝင်ပြီးတော့ကျွန်တော် notification တွေပိတ်တာဖွင့်တာတွေလုပ်အောင်မယ်ဆိုရင်အလုံရမ်းရှုပ်တယ်ပေါ့နော်အားကြောင့်လို့ကျွန်တော်အလုံမျိုးလှုပ်ရှားမလို့ပဲ ਨੇ ဒီ notification ကနေပြီးတော့ application တွေအသုံးပြုလို့ရတယ် stepper မှာလည်းအတူတူပဲကျွန်တော်ဒီ stepper မှာကျွန်တော်မြင်ရတယ် stepper မှာမြင်ရတယ်ကျွန်တော် item လေးကိုလည်းဒီမှာကျွန်တော်ပိတ်တာဖွင့်တာတွေလုပ်လို့ရတယ်ပေါ့နော်ကျွန်တော်ဒီမှာဆိုလို့ရှိရင်ဘယ်ဟာရောပိတ်မလို့ကျွန်တော်ဒီမှာ ring ကိုပိတ်မလား earphone ပိတ်မလား lens ကိုပိတ်မလားဒီမှာ on off on ထားတာကိုပိတ်လိုက်လို့ရှိရင် င်ကျွန်တော်ဒီစခွင်ရဲ့ဒီဒီမှာမြင်ရတဲ့ဟာအကုန်လုံးကမြင်ရတော့မှာမဟုတ်ဘူးပေါ့နော်အဲကြောင့်အခုလိုမျိုးတွေလည်းကျွန်တော်ဖိတ်လို့ရတယ်ပြီးလို့ရှိရင်ကျွန်တော်ဖန်တာမှာ notification တွေပေါ်မလာပေါ့စသဖြင့်ဒီ notification ပတ်သက်ပြီးရောဒီတနေ့ရက်ထဲမှာအကုန်လုံးမန်နေလို့လို့ရတယ် notification ပြီးတဲ့အချိန်မှာကျွန်တော် do not distress ကိုသွားမယ်ပေါ့နော် do not distress ကိုကျွန်တော်သွားလိုက်လို့ရှိရင် do not distress online လို့ရှိရင်ဒီဖုန်းကလို့ရှိရင်ဘယ်လိုတွေအတန်မြင်မလို့ဖုန်း do not distress ကိုဝင်မယ်ပေါ့နော်ကျွန်တော်ပြန်တော့ do not distress ကိုဝင်လိုက်လို့ရှိရင် do not distress မှာ on ထားလိုက်တာနဲ့တန်းပြီးတော့ဖုန်းက ring မြည်မှာမဟုတ်ဘူးကျွန်တော် vibrate ပဲဖြစ်သွားမယ်သူက alarm နဲ့ time မှာလွဲပြီးတော့ channel ကအကုန်လုံးကျွန်တော်ကတန်းမြည်မှာမဟုတ်ဘူးပေါ့နော်အဲဒါလို့ရှိရင်ကျွန်တော် do not distress ကိုကျွန်တော်ဒီမှာ on ထားလို့ရတယ် do not distress ကိုလည်းကျွန်တော်ချက် ူပေးထားလို့ရတယ်။လက်ရှိမှာဆိုကျွန်တော် do not disturb ကဆိုလို့ရှိရင် sleeping time မှာကျွန်တော် on ထားရတော့ကြောင့်မလို့10နာရီည10နာရီရနေပြီးတော့မနေ့စာရင် every day မှာဆိုလို့ရှိရင်ကျွန်တော် do not disturb ကိုကျွန်တော်ဒီမှာဆိုလို့ရှိရင်ဒီထက်မှ on ထားရတယ်။ဒါမှမဟုတ်ကျွန်တော် off ထားရပေါ့နော်။ငါ့အဲ့တော့ကျွန်တော်ကတော့လောဆယ်ဒီ do not disturb ကိုကျွန်တော်ဒီမှာထားမှာမဟုတ်ဘူး။ဘာကြောင့်လဲဆိုလို့ရှိရင်ကျွန်တော်10:00 PM လောလက်ရှိမှာဆိုကျွန်တော်အဲ့ဒါကိုကျွန်တော်ပိတ်ထားလိုက်တယ်ပေါ့နော်။ နော်ဒီစရဒီအများကြီးကျွန်တော်ဒီမှာထပ်ထပ်ပြီးရှယ်ကျွေးထည့်လို့ရတယ်ဗောနော်အခုတော့ဒီဘတ်တိုင်းမှုနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဒူနော့ဒစ်စတာကိုအွန်ထားရကြမလို့ညာဆက်နိုင်ရနေစပြီးတော့မနက်ခွန်နိုင်ချီကဒူနော့ဒစ်စတာနဲ့ဆိုလို့ရှင်အွန်နေမှာဖြစ်တယ် do not disturb မှာကျွန်တော်ထပ်ပြီးတော့လုပ်လို့ရတာကျွန်တော်တော့ကျွန်တော်ဒီမှာဆိုချင်း call တွေထပ်ထည့်ချင်တာဘသူစီက call တော့ကျွန်တော်အလောင်းလုံးမယ်ဘသူစီက message ကိုတော့အလောင်းလုံးမယ်ဆိုတော့ဒီ do not disturb မှာ on ထားပြီးတော့တစ်ခါတန်းပြီးတော့ကျွန်တော်ဟို data ရိုက် content တွေရဖြစ်ဖြစ်ကိုရွေးချယ်ပြီးတော့ကျွန်တော်ဟိုထားလို့ရရပေါ့နော်ဥပမာဆို content တွေရလူတွေကို ထားမှလားဒါမှမဟုတ်ကျွန်တော်တို့ဒီအဲကို့တတ်မှတ်ထားတဲ့လူပဲလားဒါမှမဟုတ်ဘသူရောအကုန်လုံးကိုကျွန်တော်တို့ Junior District ကနေပြီးတော့ exception ထားအောင်စသဖြင့်ကိုကလုပ်လို့ရတယ်ကျွန်တော်လောတော့ကျွန်တော်တို့ no one ကိုကျွန်တော်ထည့်ထားလိုက်မှာတော့ဘသူစီရမှာဒီအဲ call လက်ခံမှာမဟုတ်ဆိုရအောင်ထားထားလိုက်မယ် now now ဒီမှာအောက်ဆုံးမှာကျတော့ပါအောင်ဆိုတော့အသုံးဝင်နေတာတွေက ring for repeat calls ပေါ့နော်ဒီ Junior District လောက်ထားပေးမယ်လဲ ခေါ်ကကျွန်တော်တစ်ချိန်တည်းမဟုတ်ဘူးနှစ်ချိန်ထက်ပိုနှစ်ချိန်ဆိုလို့ရှိရင်ကျွန်တော်ကဒီ do not disturb ကနေပြီးတော့အတန်မီယာမျိုးပေါ့နော်8 second go from the same number within 3 minutes we not be silence ပေါ့နော်တကယ်လို့ကျွန်တော်3မိနစ်အတွင်းမှာနောက်ချိန်ထက်ခေါ်ရပေါ့ဒီလူကထက်ခေါ်ရဆိုလို့ရှိရင်ကျွန်တော် silent ဖြစ်မှာမဟုတ်ဘာကြောင့်ဆိုတော့ဒီဟာဆိုလို့ရှိရင်ကျွန်တော်အရေးကြီးတဲ့ဖုန်းဖြစ်တယ်ဆိုတော့ကြားချင်တယ်ကျွန်တော်အဲ့ဒါဆိုကျွန်တော်ဒါလေးကို on ထားလို့ရတယ်ပေါ့နော် ကျွန်တော်မီဒီယာတွေကိုလည်းကျွန်တော်တခုတူက do not disturb on တဲ့အချိန်မှာကျွန်တော် application တခုဖွင့်ပြီးတော့ video ပိုင်းဖွင့်ကြည့်ရဆိုလို့ရှိရင်တခြင်းနေပိုင်းဖွင့်တယ်ဆိုရင်အတန်ထွက်မှာမဟုတ်ဘူးเนาะအဲ့ဒီမူလေးကိုလည်းကျွန်တော်ဒီအောက်မှာ on ထားလို့ရတယ်ပေါ့เนาะအဲ့လိုမျိုး on ထားတဲ့အတွက်ကြောင့်မလို့ကျွန်တော် မီဒီယာရဲ့ဖွင့်တော်မှာအတန်ထွက်မှာမဟုတ်ဘူးเนาะအဲ့ဒါလေးကိုကျွန်တော်မလိုပါလို့ပိတ်ထားတယ်ဒီအပေါ်ကနေပြီးတော့ rain for rugby course ဆိုတာလေးကိုကျွန်တော်ဖွင့်ထားလိုက်မယ်ပေါ့เนาะအဲ့ပြင်ကျွန်တော် do not disturb ကနေပြန်ပြီးတော့အပြင်ကိုထွက်လိုက်မယ်အဲထွက်လိုက်ပြီးတော့ချင်းနောက်တစ်ခုနေနေရော harass ဆိုတဲ့ function လေးကျွန်တော်ဖွင့်လိုက်မယ် harass ဆိုတဲ့ function လေးကတော့ချင်းပါတယ်သူကလမ်းချောင်းနေကွာဈေးဝယ်တာဖြစ်ဖြစ်လမ်းသွားနေနေဒီဖုန်းကိုတုံးနိုင်များပြီးဆိုရင်တိုင်းပြီးတော့သူက alert တက်မှာပါမင်း hard us လောက်ပါဆိုပြီးတော့ hard ass တွေဝင်လိုက်ပြီဆိုတော့ ਨੇ တန်းပြီးတော့ဘာအောင်ပြန်မလို့ဆိုလို့ရှင်လမ်းချောင်းနေတဲ့လူပါဆိုလို့ရှင်တကယ်လို့လမ်းချောင်းနေနေဖုန်းကြည့်ရဆိုတော့ ਨੇ တန်းပြီးတော့သူက remind လုပ်မှဖြစ်တယ်ဒီဟာလေးကလည်းကိုကမတိလိုက်မတိပါတာနဲ့လှုပ်တဲ့အချိန်မှာဒီဟာလေးကို on ထားလိုက်လို့ရှင်အရန်သုံးဝင်နေပေါ့တဲမတိပဲနဲ့ဒါမျိုးလုံးမိနေတဲ့အချိန်မှာတခုဖြစ်သွားအောင်မျိုးမဖြစ်အောင်လို့သူကနေအလံပေးရတဲ့အတွက်ကြောင့်မလို့အရန်သုံးဝင်တဲ့ function တွေတခုဖြစ်ပါတယ် hard app ပြီးတော့ကျွန်တော် ဘာကိုထပ်သွားမှုဆိုတော့ကျွန်တော်ဒီမှာအဲမရှိတော့ဘူးပေါ့နော်ကျွန်တော်နောက်ဆုံးအနေနဲ့ကျွန်တော်ဘာကိုရှိအောင်ဆိုလို့ရှင် parental control ပဲရှိတော့နော် parental control ကကျွန်တော်လက်ရှိကျွန်တော်ပြောမိတဲ့မှာတော့ digital wellbeing နဲ့မတော့မပါသေးဘူးဒီ parental control ကျွန်တော်တည်တဲ့အနေနဲ့ဗီဒီယိုလေးလုပ်မယ်ပေါ့နော်ဒီ parental control မှာဆိုလို့ရှင်တော့လူချင်းမျိုးရဲ့ဒီမိသားစုမှာရှိတဲ့ကလေးတွေတို့ဒီကိုကနေပြီးတော့ဖုန်းကိုကွန်ထရိုးလုပ်ရှင်တဲ့လူတွေကိုကျွန်တော် ီ parental control ကနေပြီးတော့လှုပ်ဆောင်လို့ရတယ်အကျွန်တော်ရဲ့ digital web page နဲ့ပတ်သက်ပြီးတော့အဗီဒီယိုတွေကတော့ဒီလောက်ပါပဲအားလုံးပဲကျေးဇူးတင်ရှိပါတယ်